ညီမချင်းသုံးချောင်းကိုဆရာတို့ကချပြီးတော့မှ calculator ထဲမှာဆက်ကိုဆက်နဲ့အဖြေရှာခိုင်းရင်လည်းရတယ်။နော်ဒါကဆရာ calculator လည်းမသုံးစိတ်အတွက်နဲ့လွယ်လွယ်ကူကူတွက်လို့ရအောင်လို့တကယ်တော့ဒီနီးလိုင်းက heavy side ရဲ့ cover ရဲ့ method ပါပဲနော်။မင်္ဂလာပါဆရာတော်ဗမာဆရာဒီနေ့ developer မှာ rate of mathematics method of integration အပိုင်းကဒါနောက်ဆုံးအပိုင်းလို့ပြောရမှာပါเนาะ partial fraction method ဆိုတာ ဒီတောင်းဆရာဒီနေ့ဒီဗီဒီယိုမှာပြောမယ်ပေါ့နော်ဆရာဒီ partial fraction method နဲ့ပတ်သက်ပြီးတော့လေ့လာလွယ်အောင်လို့တကယ်တော့အုပ်စု၅စုခွဲရမှာပေါ့လေနောက်ဆုံးအစုကတော့ grade 12တော့ကအရင် challenge အရင်ဖြစ်တယ်ဆိုတော့ကျမထည့်တော့ဘူး lower the d video မှာဆရာအုပ်စု၄စုခွဲပြီးဆရာပြောပြမယ် partial fraction method အခုကပထမအုပ်စုအုပ်စုကပါလဲဆိုတော့ distinct linear factors a distinct linear factors ကအလွယ်ဆုံးပေါ့เนาะအလွယ်ဆုံးဆိုတော့ဆရာတို့ဒါလေးတစ်ချက်ကြည့်အောင်เนาะဒါလေးဆရာတွေ့ပြမယ် အဲ့တော့သူကဒီမှာဒီပုံစံကြီးကိုသွား integrate လုပ်ခိုင်းတာပေါ့နော်ဆိုတော့သူစရတဲ့ပုံစံပေါ့စရတဲ့ပုံစံဆိုဆရာတော့သူ့ကိုနော်အပိုင်းကဏ္ဍလေးတွေဆရာတော့ခွဲရေးလိုက်မယ်ခွဲရေးလိုက်မယ်ဆိုတော့ဘယ်လိုခွဲရေးမလဲဆိုတော့ let နော် a over ဆရာတို့ဒီမှာ x minus 3ပေါ့ plus b over x plus 2ဆိုပြီးသူ့ဒီလိုခွဲရေးလိုက်မယ်ဒီ fraction တစ်ခုကိုပြန်ပေါင်းလိုက်လို့ရှင် combine လုပ်လိုက်လို့ရှင်ဆရာတို့ဘာပဲပြန်ရမလဲဆိုတော့ 4x plus 1 over အဲဒီမှာရေးထားတဲ့ x minus 3 times x plus 2ပေါ့နော်ဒါပဲပြန်ရမယ်ဆိုတော့ဒီ case မှာဆရာတို့ a နဲ့ x plus b ကိုဆရာတို့ဒီလိုလာပြီးတော့မျှောက်ရမယ် a နဲ့ x plus b ကိုဆရာတို့သူ combine လုပ်မယ်ဒီလိုမျှောက်မယ်ပြီး b နဲ့ x minus 3နဲ့ကိုဆရာတို့ဒီလိုမျှောက်မယ် okay equals သူက denominator ကတော့ဒီနှစ်ခုကိုဆရာတို့က least common multiple ယူလိုက်တာဖြစ်တဲ့အတွက်မျှောက်ယူလိုက်တာဖြစ်တဲ့အတွက်ဟိုဘက် denominator ပိုင်းခြေနဲ့သတ်တူတာပေါ့အခုဆရာကဒီမှာတူနေတဲ့ပိုင်းခြေတွေထက်မြေတော့ပဲ ਨੇ ဘယ်ဘက်ချမ်းညာဘက်ချမ်းမှာတူနေတဲ့ပိုင်းခြေတွေထက်မြေတော့ပဲ ਨੇ ပိုင်းဝေတွေ numerator တွေပဲဆရာဒီမှာရေးလိုက်မယ်ရေးလိုက်တော့ဆရာတို့ကဒီမှာအကယ်၍ပေါ့နော်ဒါကဆရာတို့ဒီနေရာလေးက a into x 2နော်ဟုတ်ပြီအကယ်ဆရာတို့က b ကိုဖြောက်ချင်တယ်ဆိုရင် x တန်ဖို့3အစားထိုးလိုက်ရင်ရတယ် x 3ဆိုရင် b ပျောက်သွားလိမ့်မယ်။ဘာလို့3 3က0ဖြစ်သွားတာဟုတ်။ b နဲ့မျှလိုက်လို့ရှိရင်ဒါ0ဆိုတော့ b ပျောက်သွားမယ်။ဟုတ်ပြီ x 3ဖြစ်မယ်ဆိုလို့ရှိရင်3နဲ့2နဲ့ပေါင်းတော့5ဆိုတော့ 5a equals 3လေးလီ7နဲ့ပေါင်းတော့73ပေါ့။အဲ့တော့ so a equals 13 over 5ဖြစ်သွားတယ်။ဒါ a တန်ဖိုးတစ်ခုရသွားပြီတဲ့လား။ဒီဒီဒီ fraction တော့ partial fraction ဆိုတော့เนาะအပိုင်းကဏ္ဍစိတ်လေးတွေပေါ့။ခွဲပြီးတော့ဆရာတို့ရေးတာပေါ့။ တော့နောက်တစ်ခုကကြတော့ x equals a ကိုဖြောက်ချင်တယ်ဆိုရင် x နေရာမှာ negative 2ထည့်လိုက်ပေါ့အဲ့တော့ negative 2ထည့်လိုက်ရင် a ပျောက်သွားလိမ့်မယ်ဘာလို့လဲဆိုတော့ negative 2နဲ့ positive 2နဲ့0ဖြစ်သွားတဲ့အတွက်အဲ့တော့ b times negative 2 minus 3ဆိုတော့ဆရာတို့က negative 5ပေါ့နော် equals ဒီမှာလဲ negative 2ထည့်ထားတာအဲ့ဒါဆို negative 8 plus 1ဆိုတော့ negative 7ပေါ့ အဲ့တော့ဇေရိုဘာရမလဲဆို b equal ပလောက်ရပါမယ်ဆိုတော့ -7 နဲ့ -5 နဲ့စသောစတော့7 over 5ရပါမယ်အဲ့တော့ဇေရိုလိုချင်တဲ့ partial fractions เนาะအဲဒီပြောမယ်ဆိုလို့ရှိရင်တော့ဒီ fraction ကြီးတစ်ခုလို့ decompose ပေါ့เนาะသူ့ကိုခွဲရတာเนาะ separate fractions လေးဇေရိုရတာပေါ့အဲ့တော့ဇေရို partial fractions ကိုခေါ်တာပေါ့เนาะအဲ့တော့ဇေရိုက therefore เนาะ so integrate လုပ်မယ်အပိုင်းကဘာဖြစ်သွားလဲဆိုတော့ a over a ရ13 over 5 13 over 5 over x minus 3ဆိုတော့တခုပြီး plus b က7 over 5ပေါ့เนาะ over x plus 2ကတခုဒီဒီကောင်ဆိုတော့ decompose တော့ရတာ freshing ခုနကတခုလုံးကိုဆိုတော့အဲအပိုင်းကနေအသေးလေးတွေဖြစ်အောင်လို့ဆိုတော့ခွဲရေးလိုက်တာเนาะ equals အဲ့တော့သူ့ကို integrate လုပ်မယ်ဆိုရင်13 over 5ကတော့ဒါကတော့ constant လုံးမယ် ဲ့တော့13 over 5ကိုဆရာတို့ဒီမှာအရှိမရေးမယ်ပိုင်းဂျီကိုရှိတ်လို့ပိုင်းဝေရရင်ဒါ Allen ပိုင်းကြီးအရှိဗီရမယ်ဆရာတို့ပြောရတာရှိရအဲ့တော့ဆရာတို့ Allen x 3ပေါ့နော်ပြီး +7 over 5ကတော့ဒီမှာ constant လုံးဆိုရှိတ်မှာရေးမယ်ပိုင်းဂျီကပါဆို Allen x plus 2ဖြစ်သွားမယ်။ပိုင်းကြီး x plus 2ကိုရှေ့ရင်လည်းဆိုတော့ပိုင်းဝေ1မရတော့ဘူး။7 over 5ကတက်တက်အရှိမှရေးထားလိုက်ပြီးပြီ။နော်။ဆိုတော့အဲ့တော့နောက်ဆုံး arbitrary constant c ကိုဆရာတို့ထည့်ရမှာပေါ့။နော်။ဒါဒါကပြောရမယ်ဆိုလို့ရှိရင် partial fraction method မှာအာအလွယ်ဆုံးပေါ့နော်အလွယ်ဆုံးအုပ်စုပေါ့နော် distant linear factor ဆိုတော့ဒီမှာ linear factor ဆိုတော့ x minus 3 x plus 2ကိုဆရာတို့ညွှန်းတာနော် linear တင်းတင်းရှားရှားရှိတယ်နော်ကွက်ကွက်ပြပြရှိတယ် linear factors တွေအဲ့လိုပါလာတဲ့အခါမှာဆရာတို့ဒီလိုနီးလန်းနဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်လွယ်လွယ်ကူကူနဲ့ဆရာတို့အပြေထွက်သွားမယ်ဟုတ်ပြီဆရာနောက်တစ်ခုဆရာတို့ကြည့်ကြည့်ရအောင်နော်နောက်တစ်အုပ်စုတစ်စုကကြတော့ပါလဲဆိုတဲ့အခါကျတော့ type 2ကကြတော့ improper algebraic fractions ပါလာတာ improper ဆိုတာကတော့ဆရာတို့ကပိုင်းဝေကကြီးပြီးတော့ပိုင်းဝေကသေးတာပေါ့ အဲ့လိုပုံစံမျိုးမှာဆိုရင်တော့ဆီတော့ပြန်စားတဲ့အဆင့်တစ်ဆင့်တော့ပိုးလာတယ်။အဲ့ဒါလေးဆီတော့ချက်ဆက်ကြည့်အောင်နော်။ပြန်စားတဲ့အဆင့်တစ်ဆင့်ကိုဆီတော့ဟိုတိုးပြီးတော့လှုပ်ပေးရမှာပေါ့လေ။ဟုတ်ပြီအဲ့တော့ဆီတော့ပြန်စားမယ်။ပြန်စားမယ်ဆိုတော့ဆီတော့ x square နော် -2x -8 เนี่ยဘယ်သူ့ကိုစားမှာလဲဆိုတော့ခုန x cube -7x square + 5x + 40တောင်စားမှာ။ စားတော့ဆိုတော့ x square ဆိုတော့ x x x time ပေါ့အဲ့တော့ x cube ပေါ့ပြီးရင် minus 2x square ပြီးရင် minus 8x ပေါ့ဟုတ်ပြီအဲ့တော့ဆိုတော့သူ့ကိုเนาะလက္ခဏာတွေပြောင်းပြီးတော့ဆိုတော့ငငယ်တော့လို့ပဲเนาะခြေဓာတ်ခြေပေါ့เนาะဒီမှာဆိုရင်တော့ဆိုတော့ negative 5x square ဖြစ်မယ်ဒီမှာတော့ positive 30x + 40ပေါ့အဲ့လိုရမယ် ်ဟုတ်ပြီအဲ့တော့သူအလီထပ်ဝင်မယ်အလီထပ်ဝင်တော့ negative 5နဲ့ဆိုတော့ဝင်ရမှာပေါ့ negative 5နဲ့ဝင်လာရင် negative 5 square ပေါ့ပြီး negative 5နဲ့ negative 2 is so positive tan x ပေါ့နော်ပြီး positive 40ပေါ့အဲဒီလိုရမယ်အဲ့တော့သူ့ကိုဆရာတို့လက္ခဏာတွေဒီလိုချိန်းလိုက်မယ်ဆိုရင်ဒီကောင်ကြေွားမယ်ဒီကောင်ကြေွားမယ်ဘာပဲကြံလဲဆိုတော့ positive 3x ပဲကြံတယ်ဟုတ်ပြီအဲ့တော့ဆရာတို့ဒီကောင်ကိုဆရာတို့ဒီလိုမျိုးဒီလိုမျိုးရေးမှာပေါ့နော်ဒီလိုမျိုးပတ်ရေးမှာပေါ့ဒီကောင် ဟမ်ဟုတ်ပြီအဲ့တော့ integration ကဆရာဘယ်သူကိုလောက်တာလဲဆိုတော့ therefore နော် integral x minus 5 plus 3x over ဘယ်သူလဲဆိုတော့ x square minus 2x minus 8 dx ပေါ့အဲဒီအောင် integrate လောက်တာဒါလေးကိုဆရာတကယ်တော့ integrate လောက်တာခုနက improper fraction အုပ်စုပေါ့နော်ပိုင်းဝီ gb ပိုင်းကြီးငယ်တဲ့အုပ်စုဆိုဆရာဒီလိုမျိုးဆရာတို့စပြီးတော့စဉ်းစားမယ် ဟုတ်ပြီအဲ့လိုစဉ်းစားတာဟုတ်ပြီအနောက်က 3x over quadratic ကြီးရဆရာတို့သူ့ကို linear factors ဖြစ်အောင် factorize လုပ်လိုက်လို့ရတယ်ဆိုတော့ integral x minus 5 plus 2x over သူက x minus 4 times ပြီး x plus 2ပေါ့နော်ပြီး dx ပေါ့အဲ့လိုသွားမယ်ဒါဒါ linear factor cross method နဲ့ပြပါပြဆရာဒါ factorize လုပ်လိုက်တာပေါ့ဟုတ်ပြီအဲ factorize လုပ်လိုက်လို့ linear factors ဖြစ်သွားရဲ့အပိုင်းတော့ ဆောင်းနာရှေ့မှာပြောခဲ့တယ်လို့ပေါ့နော်ဒီ partial fraction ဖြစ်အောင်ဆရာတို့ကသူ့ကို decompose လုပ်အောင်ပါပေါ့နော်သူ့ကိုဖြိုခွဲအောင်ပါပေါ့နော်ဒီဒီဒီအပိုင်းကနန်းအကြီးတစ်ခုတည်းဖြစ်နေတာကြီးကိုဆရာတို့ကအစိတ်ပိုင်းလေးအပိုင်းကနန်းငယ်လေးတွေဖြစ်သွားအောင်လို့ဖြိုခွဲရအောင်အဲ့တော့ဆရာတို့ကသူ့ဘယ်လိုလုပ်မလဲဆိုတော့ let နော် a over x minus 4 plus b over x plus 2 equals 2x over x minus 4 times x plus 2 အဲဒီလိုမျိုးဆရာတို့ရေးလိုက်မယ်ရေးပြီးသွားရင်သူ့ကိုဆရာတို့ဆိုတာအတိုင်းပဲ a နဲ့ x+2 နဲ့ပေါ့နော် a နဲ့ x+2 နဲ့မြောက်တာရှိမယ် plus b နဲ့ x-4 နဲ့မြောက်တာရှိမယ် equal to ပေါ့ဒီဆရာဒီပိုင်းကြီးရောဆရာထက်မြေတော့အတူတူပဲဖြစ်သွားပြီဖြစ်တဲ့အတွက်နော်ဒီနှစ်ခုပေါင်းနေဆိုရင် x-4 နဲ့ x+2 နဲ့ရတာမြောက်အောင်မှာပိုင်းကြီးကဒီညာဘက်ချမ်းပုံစံပဲဖြစ်သွားမှာကိုဟုတ်ပြီဆရာတို့ဒီနေရာမှာဆရာတို့ဘာကိုလုပ်ချင်လဲဆိုတော့ဥမာ b ကိုဆရာတို့ဖြောက်ချင်တယ် e ကိုဖြောက်ချင်တယ်ဟုတ်ပြီရတယ် x equals zero 4လို့ထားလိုက်တာ ਨੇ ဘာပြောသွားလဲ b ပြောက်သွားမယ်။နော်4 minus 4 is 0ဖြစ်သွားတာ။အဲ့တော့0က4နဲ့2နဲ့ပေါင်းလိုက်ရင်အရှိမ x dx နေရာမှာ4ဝင်လာတယ်ကို4နဲ့2နဲ့ပေါင်းလိုက်66 a equal ဒီကောင်က4ထည့်ထားဖြစ်တဲ့အတွက်4နဲ့လီ8အဲ so a equals ဘာဖြစ်သွားမလဲဆိုတော့4 over 3ဖြစ်သွားမယ်။အဲဟုတ်ပြီဒါ a equal to 4အခုဒီခရခါဆရာတို့ကအဲ a ကို0ဖြောက်ချင်တော့ x နေရာမှာဘာထားမလဲဆိုတော့ -2 ကိုထည့်လိုက် negative 2ကိုထည့်လိုက်မယ်ဆိုလို့ရှိရင် e ပျောက်သွားမယ် b က negative 6 times b ပေါ့ negative 6 b ပေါ့ equal ဒီမှာကြာဘာဆို negative 2နဲ့2နဲ့ဆို negative 4ပေါ့အဲ့တော့ so b equals blah ဖြစ်သွားဆိုတော့4 over 6ဆို2 over 3ဖြစ်သွားမယ်နော်အဲ့လိုမျိုး a နဲ့ b နဲ့ရပြီဆိုရင်တော့ဇာတ်လူချင်းနဲ့ fractions ကိုဒီ partial fractions နည်းနဲ့ဇာတ် integrate လုပ်လို့ရပြီပေါ့နော်ဆရာဒီနားလေးမှာဆရာ အဲဘယ် equal ထိုးပြီးတော့ပဲဆက်ရေးလိုက်တော့မယ်เนาะဒါကြီးတခုလို့ပြန်ပြီးအောက်မှာကူးမနေတော့ဘူးပေါ့အဲ integral x minus 5 plus အဲ့ခုနကဒီ fraction ကြီးတခုလုံးနေရာမှာ a over x minus 4လို့ပြောတာဖြစ်တဲ့အတွက်4 over 3 over x minus 4အဲ B နောက်တစ်ခုက plus နော် B က2 over 3နော်2 over 3 over 2 over 3 over ဘယ်လိုလဲဆိုတော့ x plus เนาะဒီလို dx ဆိုရဒီလိုရေးလိုက်မယ်အဲ့တော့ equals သူ integrate လုပ်မယ် x ကို integrate လုပ်တော့ x2 over 2ဆိုတော့ half x2 minus 5x plus 4 over 3နော်တက်တက်ထားအပေါ်မှာ1ပဲကြံမယ်အရှိမဒီကောင်တက်တက်ထားထားလိုက်တယ် integration လုပ်တဲ့ခါကျတော့အဲ့တော့ပိုင်းကြီးက x 4ဆိုတော့ရှင်းပါတယ်သူ့ကိုရှိတ်လိုက်ရင်1ပဲရမယ်ဆိုတော့ ln ပိုင်းကြီး x 4နော် p plus 2တက်ကတက်တက်ထားဟုတ်ပြီအဲ့တော့ x plus 2ကိုဆရာတို့ differentiate လုပ်လိုက်ရင်လည်း1ပဲရမှာဖြစ်တယ် ိုင်းခြေကို differentiate လုပ်လို့ပိုင်းဝေရတယ်ဆိုရင်ပိုင်းဝေကဒီကောင်တူတက်ကအရှိမတက်တက်ရေးရတာ1မဲ့ကြံတယ်အဲအဲ1ရသွားတာပေါ့ Allen ပိုင်းခြေဆိုတာဒီဆရာအရှိရ variable မှာဆရာပြောပြခဲ့ပြီပေါ့နော်အဲနောက်ဆုံး final answer ကတော့ဘာလို့ဖြစ်သွားလဲဆိုတော့ arbitrary constant or indefinite integral မှာထဲဖို့မမင်းနဲ့နေမှုဆိုအတိပဲပြောင်းသွားလိမ့်မယ်နော်ဒီဖြေရတယ် ဒါကတော့ဆရာတို့ကဒုတိယအုပ်စုပေါ့လေဒုတိယအုပ်စုဆိုတာ improper algebraic fraction ပေါ့နော်ဆိုတော့ဒီ improper algebraic fraction ဆိုတာကပိုင်းဝေကြည့်ပြီးတော့ပိုင်းကြီးငယ်တဲ့အခါမှာအစင်းတစ်စင်းထပ်ပြီးတော့ဒိုးလာတယ်ပေါ့နော်ဒီတစ်ခါအုပ်စုနံပါတ်3ကကြာတော့ဗာလဲဆိုတော့ repeated linear factor လို့ခေါ်တယ်နော်သူက repeated linear factor ဆိုတာဗာလဲဆိုတဲ့အခါကျတော့ဆရာတို့ဒီပိုင်းကြီးမှာတွေ့လားအဲ factor က3ခုဖြစ်နေတယ်ဒါပေမဲ့ တခုဖြစ်ပေမဲ့ဆရာကနှစ်ခုကတူသွားတဲ့အတွက် x 1 square ဆိုတဲ့ပုံစံနဲ့ဝင်ချလာတာအဲ့တော့ဆရာကသူ့ကိုဘယ်လိုတွက်မလဲဆိုတာလေးဆရာပြမယ်နော်ဆိုတော့ let နော်ထုံးစံတိုင်းပဲပေါ့ a over ဆရာတို့ကဒီက x 4ဆိုရဲနော်သူကသူတီးကြောင်အောင်လေးဆရာဒီမှာအရှင်းဆုံးမှာရေးလိုက်မယ် plus b over နောက်ထပ်တစ်ကောင်က x 1 plus နောက်ဆုံးကတော့ c over x 1 square ပေါ့နော်ဒါသူကဒီအပိုင်းကနေအကြီးကိုအပိုင်းကနေငယ်လေးတွေအဖြစ်ဖြိုခွဲတဲ့နေရာမှာသူက လီနီယာဖက်ဒါကသုံးခုနှစ်ခုတူနေလို့တော့ square ဖြစ်နေတာအဲဒါကြောင့်မို့အပိုင်းကဏ္ဍငယ်လေးတွေကလည်းသုံးခုဖြစ်ရမယ်နော် partial fraction ကသုံးခုဖြစ်ရမယ် equal to uh, a square minus 3x plus 1 over x minus 1 square times x plus 4ပေါ့ဟုတ်ပြီအဲ့တော့ဒီကောင်လဲဆိုတော့စောနာနီလန်းဝယ်ဆိုတော့သုံးသုံးမယ်နော် ဘာမှအသိမခတ်ဘူးဆိုတော့ a နဲ့ဆိုရင်ကျတော့ဘယ်သူနဲ့မြှောက်ဖို့လိုလဲဆိုတော့ a x 4ရှိပြီးသွားပြီဖြစ်တဲ့အတွက် x 1 square နဲ့မြှောက်ရမယ် b ဆိုရင်တော့သူ့ကိုမြှောက်ရမယ်ကောင်က x 4ရေနောက်ထပ် x 1ဆိုတဲ့ factor တစ်လုံးရင်မြှောက်ရမယ် x 1ရှိပြီးသားလေ plus c ဆိုရင်တော့သူ့ကို x 4နဲ့မြှောက်ရမယ်အဲဒီလိုသွားရမယ် equals x square 3x 1ပေါ့ all right ဒါဆိုရင်ကျတော့ဒီ condition ရောက်သွားပြီဆိုရင်เนาะ C ကိုဖြောက်မယ်ဆိုရင်เนาะ x နေရာမှာ minus 4ထည့်လိုက်เนาะ x is equal minus 4ကိုဆရာဒီလိုထည့်လိုက်မယ်ဆိုရင် C ကပျောက်သွားလိမ့်မယ် B လည်းပျောက်သွားလိမ့်မှာဆိုတော့ minus 4နဲ့ plus 4 0ဖြစ်တဲ့အတွက်ကျန်တဲ့ဘာနဲ့မှမှ0ဖြစ်သွားမှာဖြစ်တယ်เนาะအဲ့တော့ minus 4ကိုဆရာဒီမှာထည့်လိုက်ရင် minus 5 square ဆိုတော့ 25a ပေါ့ equals ဒီကောင်က minus 4ကို square တင်တယ် เนาะ16ပြီးရင် minus minus 3နဲ့ minus 4ဆို plus 12 plus 1ဆိုတော့ဆရာဘယ်လောက်ရမလဲဆိုတော့29ရမယ်เนาะ29ဆိုဆရာဒီမှာတစ်ခါတည်းတန်းပြီးတော့ရေးလိုက်မယ် so a equals ဘယ်လောက်ဖြစ်သွားလဲဆိုတော့29 over 25ဖြစ်သွားတယ်ဒီတစ်ခါဆရာက a ကိုဖျောက်ချင်တယ်ဆိုရင် x နေရာမှာ1ကိုအစားသွင်းလိုက် 1ကိုစားသွင်းလိုက်ရင်သူက A လဲပျောက်သွားမယ် B လဲပျောက်သွားမယ်เนาะဘာလို့ဆို1 1တွေအကုန်0တွေဖြစ်သွားရတဲ့အတွက်ဘာပဲကြံမယ်ဆိုတော့ C ပဲကြံအဲ့တော့1နဲ့4နဲ့ပေါင်းတော့5အဲ့တော့ 5C ပေါ့ equals 1 square 1 1နဲ့ဆိုတော့2 negative 3နဲ့ဆိုတော့ negative 1ပေါ့ so C equals negative 1 over 5ပေါ့အဲဒါပေမဲ့နောက်ဆုံးတစ်ခုကြံတဲ့ B ကိုရှာမယ်ဆိုရင်တော့ဆရာအခုလိုမျိုးဆရာတို့ B ကိုဖြောက်ဖို့အတွက်က -4 ကလည်း ်ပျောက်ပြီးနေပြီ။ဝမ်းကလည်းဖြောက်ပြီးနေပြီနော်။ဖြောက်လို့မရတော့။ဒါပေမဲ့ fortunately ဆရာတို့ကံကောင်းထောက်မစွာနဲ့ဘာတွေရတာလဲဆိုတော့ ADC တွေရတာ။ A သိတယ် C သိတယ်။ X ကိုတိုက်တဲ့ကဏ္ဍတစ်ခုလုံးမှာထိုးလိုက် equation တစ်ကြောင်းလုံးမှာထိုးလိုက် left hand side right hand side နော်အဲထိုးလိုက်တယ်ဆိုရင် n တော့ဒီလုံးပဲကျန်တော့မှာပေါ့ဒါပေမဲ့အစားထိုးတယ်ဆိုတော့လွယ်တာပဲထိုးမှာပေါ့နော်ဘာလို့ကိုဒုက္ခကိုရှာမလဲအဲ့တော့ဆရာက x နေရာမှာ0သာစားထိုးလိုက်ရင် right hand side ကလည်း1ပဲကျန်မယ်အဲ့ left hand side ကလည်း handle လို့ရတာတော်တော်လွယ်သွားမယ်အဲ့တော့ x equal 0ဆိုရင်เนาะတိုက်တာတော့ထိုးလို့ရတယ်ဒါပေမဲ့လွဲမအောင်မှန်းစပြီးထိုးတာပေါ့နော်ဆိုတော့0ရယ်1ရယ်ဆိုတော့0 minus 1 1 minus 1 square တင် positive 1အဲ့တော့ a နဲ့မြောက်တော့ a ပဲပေါ့ a ဆိုတာက29 over 25 series မှာရှာပြီးသားနောက်တစ်ခုဒီမှာ0ထည့်မယ်ဒီမှာ0ထည့်မယ်အဲ့တော့ဘာကြီးဖြစ်လာလဲဆိုတော့အဲ 4နဲ့ -1 နဲ့မြောက်တာဖြစ်သွားတာပေါ့ -4 ပေါ့အဲ့ဒါဆို -4b ပေါ့အဲ့ပြီးရင်နောက်ဒီမှာ0ထည့်မယ်ဒီနေရာမှာ0ထည့်မယ်ဆိုတော့4 4c c ကဒီမှာ -1/5 ဖြစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ -4/5 equals 0တွေ0တွေဖြစ်သွားပြီဆိုတော့1ပဲကျန်မှာပေါ့ဟုတ်ပြီအဲ့တော့ဆရာကဒီကြောင်းလုံးကို25နဲ့ဆရာတို့မြှောက်လိုက်မယ်ဆိုရင် 29-100b- um 20ပေါ့ဒီကောင်က equals 25ဖြစ်သွားမယ်နော်အဲ့တော့29เนี่ยဆရာတို့20ကိုနှုတ်လိုက်လို့ရှိရင်ဘယ်လောက်တန်မလဲဆိုတော့9အဲ့တော့ဟိုဘက်သွားနှောင်း16တန်မယ်ဒီမှာတော့ negative 100b ဟုတ်ပြီအဲ့တော့ b equals ဘယ်လောက်ဖြစ်သွားလဲဆိုတော့ negative 16 over 100ဆိုတော့4 negative 4 over 25ဖြစ်သွားတာပေါ့ နော်အဲ့တော့ ABC ကိုအဲ့လိုနီးနေအခုနီးနေဆရာတို့ရှာသွားတာပေါ့နော်ညီမချင်းသုံးချောင်းကိုဆရာတို့ကချပြီးတော့မှ calculator ထဲမှာဆက်ကိုဆက်နဲ့အပြေရှာခိုင်းရင်လည်းရတယ်နော်ဒါကဆရာ calculator လည်းမသုံးစိတ်အတွက်နဲ့လွယ်လွယ်ကူကူတွက်လို့ရအောင်လို့တကယ်တော့ဒီနီးလိုင်းက heavy side ရဲ့ cover method ပါပဲနော်ဒါဆရာတို့ရေးထားတဲ့စာအုပ်တွေထဲမှာလည်းဒီအကြောင်းအရာကိုအဲမိတ်ဆက်အနေနဲ့ဆရာထည့်ပေးထားတာလေးရှိတယ်ဟုတ်ပြီအဲ့တော့ fraction ၃ခုရပါပြီ a ရပါပြီ b ရပါပြီနော် ဲ့တော့ ABC ရသွားပြီဆိုရင်ဆရာတို့သူ့ကိုเนาะ integration ဆရာတို့လုပ်တော့မှာ therefore integral a နေရာမှာဆရာတို့ခုနရရတဲ့29 over 25ပေါ့เนาะ29 over 25 over fraction ကဘာတူလဲဆိုတော့ x plus 4เนาะ x plus 4 plus b နေရာမှာဇာတ်ဘယ်သူထည့်မလဲနောက်ဆုံးရတာက negative 4 over 25 negative 4 over uh, 25 over ဘယ်သူလဲဆိုတော့ x 1เนาะ x 1ပြီးရင်နောက်တစ်ခု c နေရာမှာ -1/5 เนาะ +1/5 over 5 over x 1 square not dx အဲ့လိုရှိတယ်ဟုတ်ပြီအဲ့တော့ဆရာတော်သူ့ကိုเนาะအဲ integrate လုပ်လိုက်ရင်အရှိရနှစ်ခုကရနေပြီနောက်ကလည်းတကယ်တော့စိတ်အတွက်နဲ့ရနေပြီဒါပေမဲ့မျက်စိထဲမှာပိုရှင်းသွားအောင်လို့ဆရာခွဲပြီးရေးပြမယ်တခုချင်းစီတော့ 29 over 25ဆိုရဲနော် constant multiple ကို ရှေ့ထုတ်လိုက်ပြီးရေးလိုက်မယ် over 1 over x plus 4ပေါ့နော် dx နားတခုပြီးရင် negative 4 over 25ကိုဆရာတို့ဒီလိုရှေ့ထုတ်ရေးလိုက်မယ် integral 1 over x minus 1 dx ဒါတခုပြီးရင်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ negative 1 over 5ကိုဆရာတို့ရှေ့ထုတ်ရေးလိုက်မယ် x minus 1ကလေဒီလိုမျိုး power negative 2တည်းဒါလေးကိုရေးချင်တာပါအဓိကကတော့ဒီပုံစံလေးနဲ့ဆရာတို့ရေးတာမှရမယ်ဟုတ်ပြီ integrate လုပ်ပြီ29 over 25သူကပိုင်း j ကိုရှိတ်လိုက်လို့ပိုင်းဝေရရနေတယ် x ကိုရှိတ်1ရနေတာပေါ့အဲ့တော့ဆရာတို့ ln ပိုင်း j နော်ဒါတကယ်တော့ substitution method ကအရှိရဆရာ video တွေမှာရှင်းပြပြီးသားပါပြီးတော့မှဒါ shortcut ကိုမှတ်တာ concept နားလည်ပြီးသွားရင်တော့ အလုတ်မြင်မြန်ဖြစ်အောင်လို့ shortcut မှတ်ထားတာပြဿနာမရှိပါဘူးเนาะ -4 concept နားမလည်ဘဲနဲ့ shortcut ဒီအကုန်လိုက်မှတ်လို့ရှိရင်တော့ဒါအဲတင်ချာနဲ့ဘာသာရေးအတွက်တော့ဆရာသိတဲ့ဘုံမကြအောင်เนาะအဲ4 over 25 ln ဒီမှာလည်းဒီတိုင်းပဲ modulus uh, modulus of x 1ပြီးရင်ဆရာတို့ကဒီမှာ power ကို dip ပေါင်းလိုက်တော့ negative 1အဲ့ new power negative 1နဲ့ပြန်စားရင် positive 1 over 5 power negative 1အောက်ချရင်ဒီလိုရမှာပေါ့ x 1ပေါ့ ပြီး arbitrary constancy ပေါ့ဒါ finance ပါပဲနော်ဒါနောက်ဆုံးအဖြေပဲဒါဘာမက်သက်လဲဆိုတော့ဆရာတို့ repeated linear factor လို့ဆရာတို့ခေါ်တယ်နော် repeated linear factor ကတော့နည်းနည်းလေးလှုပ်ချက်လေးတွေနည်းနည်းလေးပို့တယ်ပေါ့နော်နည်းနည်းလေးပို့တယ်ဒါလေးချက်သတိထားပေါ့ဟုတ်ပြီဒီတကဆရာနောက်ဆုံးပေါ့နောက်ဆုံးအုပ်စုဖြစ်တယ်နော်အားတစ်ခုကိုဆရာပြမယ်အဲ့ဒါကတော့နည်းနည်းလေးဟိုပါဖြစ်တယ် challenge တော့နည်းနည်းလေးဖြစ်တယ် unfactorable quadratics လို့ခေါ်တယ်အဲ့ဒါ စနတန်းအစ်စ်မှာမေးမယ်လို့ဆရာမထင်ဘူးเนาะပါဆိုတော့သင်ယိုးပေါင်ကြော်နေရဖြစ်တယ်တွေ့ဒါပေမဲ့ဆရာဘုဒ္ဓရာရအောင်ဒါလေးတစ်ခုဆရာဆက်ပြီးတော့တွေ့ပြမယ်ခက်လားဆိုတော့မခက်ဘူးတလားเนาะနည်းနည်းလေးလိုက်ကြည့်တာပေါ့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ तू อ่ะအဲတိထားရင်တော့လဲဘာပဲဖြစ်ဖြစ်တိမှုတစ်ခုဆိုတာအစ်စ်တိထားတယ်ဆိုတာကောင်းတာပေါ့လေเนาะဟုတ်ပြီအဲ့တော့ဆရာတော့ဒါကိုတွေ့ကြည့်မယ်အဲ့တော့ထုံးစံတိုင်းပေါ့เนาะ သူကကျတော့ဒီပုံစံဆိုလို့ရှိရင်ကျတော့ဘလို့ခွဲမလဲဆိုတော့ let เนาะ a over x ပေါ့ဒါတော့ရှင်းတယ် plus သူကလေအောက်မှာသူက quadratic ဖြစ်နေတာတက်လားခွဲလို့မရဘူးဆိုတော့ a2 9အဲ့လိုခွဲလို့မရဘူးဆိုရင်တော့အပေါ်က linear factors ကဒီလိုဖြစ် bx c ဒီလိုပုံစံဖြစ်မယ် equals เนาะ 5x2 2x 1 over x times x2 9ဆိုပြီးဆရာဒီလိုမျိုးဆရာတို့ခွဲရတယ်เนาะ အဲ့လိုခွဲပြီးတော့မှထုံးစံနိုင်မယ်ဆရာတို့ဆက်ပြီးတော့သူ့ကိုရှင်းကြည့်မယ်အဲ့တော့ a နဲ့ a2 9เนี่ยမြောက်တော့ a8 2 9 a ပေါ့ plus bx c နဲ့ x နဲ့မြောက်တော့ bx2 cx ပေါ့ equals 5a2 2x 1ပေါ့เนาะအဲ့တော့ဆရာကနည်းနည်းလေးသူ့ကိုအဲဘုံထုတ်ဘုံထုတ်မယ် x2 ဘုံထုတ်လိုက်တော့ a b ပေါ့ b ဒီကောင် x2 ပေါ့ ပေးရင် तू आ +c8 ဆိုပြီးအလဲမှာထည့်ရေးလိုက်မယ် +9a ဆိုပြီးနောက်ဆုံးမှာရေးလိုက်မယ် equal to 5x2 2x 1သူတို့နှစ်ခု compare လုပ်ကြည့်အောင်အဲ့တော့ a + b ကဘယ်လောက်ရပါလဲဆိုတော့5ရပါတယ်เนาะ c တန်ဖိုးကဘယ်လောက်ရပါလဲဆိုတော့2ရပါတယ်เนาะ 9a က -1 ဖြစ်တဲ့အတွက် a တန်ဖိုးက -1 over 9ဖြစ်သွားတယ်အဲ့တော့ဆိုတော့ therefore b က5 a equal 5 minus minus 1 over 9 so plus 1 over 9 equal to 46 over 9ဆိုပြီးဒီလိုဖြစ်သွားတယ်အဲ့တော့0က a ရပြီ b ရပြီ c ရပြီเนาะ a ရပြီ b ရပြီ c ရပြီသုံးခုရပြီเนาะသုံးခုရပြီဆိုတော့ခုန fractions တဲမှာဆရာတို့ထည့်ကြည့်အောင်เนาะအဲ့တော့ therefore integral a over x ရဲ့နေရာမှာဆရာတို့က -1 over 9 over x ပေါ့ နော် plus bx တဲ့ b ကဘယ်လောက်လဲဆိုတော့ဆရာခုနရှာတာ46 over 9 46 over 9 x c ကဘယ်လောက်လဲဆိုတော့2 plus 2 over x square plus 9ပေါ့နော်ဟုတ်ပြီအဲ့တော့ plus c ပေါ့ sorry dx ပေါ့နော်ဒါကြီးကိုဆရာက integrate လုပ်ရမှာအဲ့အဲ့နေရာမှာဆရာကတဆင့်ထပ်ပြီးတော့ခွဲရအောင်နော် integrate နော်ဒီကောင်ကတော့ဆက် negative 1 over 9 1 over x dx ဆိုပြီးဒီလိုခွဲလိုက်တော့မယ် plus ဒီ fraction ကြီးကိုကြည့်လိုက်ဒါရိုးရိုးလေးဒီလိုခွဲလိုက်လို့ရ integral နော်46 over 9 x over a square plus 9 dx နဲ့ plus integral 2 over a square plus 9 dx ဆိုပြီးဆက်ဒီလို ခွဲလိုက်လို့ရတယ်နော်အဲ့နေရာမှာဆရာတို့ကနော် equal to d ကော negative 1 over 9 integral 1 over x dx ဟုတ်ပြီဒီကောင်ကလေပိုင်း j ကိုရှိရင်ပိုင်းဝေရဖို့အတွက်ကအပေါ်က 2x ပေးရမယ်အပေါ်က तू က2ထည့်ရင်ဆရာတို့ကဒီလိုသူ့ကိုပေါ့နော်ဟို construction လုပ်တာပေါ့နော်ပြန်ပြီးတီဆောက်ယူတာပေါ့နော်46 over 9ဆိုလို့ရှိရင် multiply မှာဆရာတို့လိုချင်တဲ့ 2x ထည့်ရင် half နဲ့ဒီလိုပြန်မြောက်ပေးရမှာပေါ့။နှုတ်မဆိုတန်ဖိုးပြောင်းသွားမှာဘူး။ ဟုတ်ပြီနော်အဲ့တော့ဇေယျလိုချင်တဲ့ twist တော့ရပြီဆိုရင်ဒီကောင်နဲ့ဒီကောင်ရှင်းလိုက်23 over 9ဖြစ်သွားမယ်အဲ့တော့ဇေယျဒီရှေ့မှာ23 over 9ဆိုပြီးဆရာရေးမယ် integral 2x over x square plus 9ဆိုပြီးဆရာဒီလိုရေးလိုက်မယ်နော်အဲ့တော့ dx ပေါ့ဒါဆိုရင်အစင်သစ်ဖြစ်နေပြီအစင်သစ်ဖြစ်တဲ့အခြေအနေကိုရောက်နေပြီ plus နော်2 integral သူက1 over သူကလေ x square plus 9ကိုဇေယျကနေအဲ 3 square 8 square ဆိုပြီးဆရာဒီလိုရေးလိုက်မယ်။ဒီနည်းကပဲ9 8 square ပေါ့။ဟုတ်ပြီဆရာကဒီလိုမျိုးလုပ်လိုက်တဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုတော့အားလေးဆရာနည်းနည်းလေးဒီမှာပြောပြမယ်။အဲ့ဒါဘာလဲဆိုတော့လေ formula လေးတစ်ခုရှိတယ်ဒီမှာနော် integral 1 over a square a square dx ဆိုရင်ဆရာသူ့ရဲ့အဖြေကဘာရလဲဆိုတော့နော် tangent inverse of the no x over a ပြီးရင်ဆရာတို့ကဒီမှာ1 over a နဲ့ဒီလိုပြန်မြှောက်ပေးရ+ c ဆိုတဲ့ formula လေးတစ်ခုရှိနေတယ်အဲ့ဒါကြောင့်လို့ဆရာဒီလိုလေးရေးလိုက်တာအဲ့တော့ဆရာကဒီအခြေအနေကအကုန်လုံးကိုတန်းတန်းလုံးကို integrate လုပ်လို့ရသွားတဲ့အခြေအနေဖြစ်သွားပြီ equals negative 1 over 9 to ln x နော်ပြီး plus 23 over 9 ln ဒီနေရာမှာဆရာတို့က modulus မသုံးမဲနဲ့ a square plus 9သုံးလိုက်လေရတယ်။ဘာကြောင့်လဲဆိုတော့ 8² 9ကဘတော့မှ minus မဖြစ်နိုင်လို့เนาะ0လည်းမဖြစ်နိုင်ဘူးเนาะနောက်တစ်ခု +2 times အဲဒီနေရာမှာဆရာတို့ဘာရေးမလဲဆိုတဲ့ခါကျတော့ခုန formula ရဆိုလို့ရှိရင် tangent inverse of เนาะ x over 3ဒီလိုဖြစ်သွားမှာပြီးရင်နောက်တစ်ခုကဒီမှာ1သက်နဲ့ဒီလိုပြန်မြှောက်ပေးရမှာ plus arbitrary constant c ပေါ့အဲ1သက်နဲ့ပြန်မြှောက်ပေးရတဲ့ကောင်တော့ဆရာတို့က ူသက်အနေနဲ့ဒီမှာတစ်ခါတည်းပေါင်းရေးလိုက်ရင်လည်းရတာပေါ့နော်ဆရာအစအစတကြောင်းတကြောင်းလို့ပြန်မီးတော့ပဲနဲ့ဒီမှာတူသက်လို့ဆရာဒီမှာရေးလိုက်မယ်ဒါကတော့ဆရာနောက်ဆုံးဒါ final answer ပေါ့နောက်ဆုံးအဖြေပဲဆိုတော့ဒီအပိုင်းလေးကတော့ဆရာတို့ကနော်သင်ရိုးပေါင်းတော့ကြော်တာတော့မှန်တယ်ဒါပေမဲ့အဲ partial fractures method မှာအဲဒီလိုမျိုး unfactorable quadratics တွေလဲဆရာတို့ကြုံရတတ်တယ်ဖြည့်ရှင်းရတတ်တယ်ဆိုတဲ့ဟာမျိုးကိုဆရာသိစီခြင်းလို့ဒီ video မှာဆရာထည့်ပြီးတော့တွက်ပြသွားတာပါ Now, thanks for watching.